ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဘာကျော်ဇွန်လာဘွားတူးရဲ့နောက်ထပ်စွမ်းဆောင်ကောင်းတစ်ခုအသက်ဒီဘလောက်ပဲကြီးကြီးသူအားအားလုံးအတွက်ခေါင်းဆောင်ကားတူးဖြစ်ရက်တီခဲ့သူဘသူကမှရန်သူတရားလိုခွဲခြားဆက်ဆံခြင်းမရှိဘဲပြောစရာရှိအောင်လေရဲဝုံဝုံပြောရဲတဲ့သူကဘာမှာရှိများလူအားလုံးရဲ့ချစ်ခင်လေးစားမှုကိုလည်းရရှိထားခဲ့တဲ့သူသူရဲ့ပါရမီနဲ့တတ်တီးကြောင့်လေသူကကဘာကျော်တယောက်ဖြစ်နေခဲ့သူနောက်ပြီးတော့သူကဇွန်လာမှာမွေးဖွားခဲ့တဲ့သူရဲ့ကောင်းတူး ဇွန်လဘွားတွေကမနာလိုဝင်တိုသူတွေဘလောက်ပဲရှိရှိအချိန်တိုင်းအောင်မြင်မှုဟာသူတို့ရဲ့အနာကိုရောက်ရှိလာလိမ့်ရှိပြီးသူတို့ရဲ့ရေချင်းစွမ်းဆောင်ရည်နဲ့ကဘာကြီးကိုကင်လှုပ်ပြထားခဲ့သူတွေပါဇွန်လဘွားတွေကိုကြည့်လိုက်ရင်သူတို့ရဲ့မျက်နှာတွေမှာမုံနေမရှိဘူးအာဃာတတွေမမြင်ရဘူးနောက်ပြီးတော့သူတို့ရဲ့မျက်နှာအမြဲလိုလိုမနာလိုဝင်တိုမှုတွေလည်းမရှိတာကိုမြင်တွေ့ထားခဲ့ရတာဖြစ်ပြီးတော့ဘယ်အချိန်မှကြည်ကြည်ကြက်စီအဖျားဖျားနဲ့ပြီးပြည့်စုံနေစေခဲ့တာပါဒါဇွန်လဘွားတို့နဲ့ပတ်သက်ပြီးတော့လက်တွေ့ကြကြမြင်တွေ့ထားတဲ့ဖြစ်မှန်တွေဖြစ်ပြီးတော့ဇွန်လဘွားအကုန်လုံးကတော့အဲ့လိုမျိုးတွေစွမ်းဆောင်ခြင်းမှာ စွမ်းဆောင်နိုင်ကြမှာဖြစ်ပြီးခေါင်းဆောင်ကောင်းနှစ်ဦးကတော့လက်တွေ့ကြကြအဲ့လိုမျိုးအမှုကျင့်တွေစွမ်းဆောင်ရင်ကောင်းတွေကိုပြသထားခဲ့ကြတာပါဇွန်လာဘွားတွေကအမြဲလိုလိုမနာလိုသူတွေနဲ့ပြိနှက်နေခဲ့ပြီးတော့အမြဲလိုလိုတိုက်ခတ်ခြင်းတွေနဲ့ရင်ဆိုင်နေကြတာကများပါတယ်ဒါမှလည်းအဲ့လိုမနာလိုဝင်တုံမှုတွေကြားကနေအောင်မြင်မှုတွေရသွားတတ်ကြတာဟာအဆိုပါဇွန်လာဘွားတွေပါပဲဒီနေ့ဟာဇွန်လာဘွားကဘာကျော်ပုပ်ကိုတွေကတူပါဝင်ဖြစ်တဲ့လီယိုနယ်မက်ဆီရဲ့မွေးနေ့ပဲဖြစ်ပါတယ်အာဂျင်တိုင်းသားကြီးမက်ဆီယာဒီကနေ့မှာတော့အသက်38နှစ်ပြည့်သွားခဲ့ဖြစ်ပြီးတော့သူ့အသက်38နှစ်ပြည့်မှာပဲသူဟာ အင်အိုင်မမ်မီအသင်းကိုကလပ်ကပဖလားပြိုင်ပွဲနောက်တစ်ဆင့်ကိုပို့ဆောင်ပေးသွားခဲ့ပါတယ်။အိုင်ဘတ်ခွန်ရှိကို 1x ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ 1x ဘတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်စ်ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖုန်းဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံး93လုံး93လုံးကိုဆက်သွယ်နိုင်လို့ကွန်မန်တိုင်းမှာခြာပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။မက်ဆီပါဝင်တဲ့ NMIB တင်းရဒီဂရီမနက်ခင်းမှာ စားခဲ့တဲ့ဘရာဇီးကလပ်ဖာမီးယားအသင်းနဲ့ပွဲစဉ်မှာတပန်တကိုးစီတေးရလန်နဲ့ပြီးဆုံးသွားပြီးတော့၁၆သင်းအဆင့်ရှုံးထွက်ကိုတက်ရောက်သွားခဲ့ကြတာပါအင်တာမိုင်မီသင်းကဘရာဇီးကလပ်ဖာမီးယားပေါ်တူဂီကလပ်ပေါ်တိုသင်းနဲ့အီဂျစ်ကလပ်အယ်အာလီသင်းတို့နဲ့တောက်စုထဲမှာကြောက်နေခဲ့ပြီးတော့ပေါ်တိုလိုဥရောပထိုင်းတန်းအသင်းသင်းကိုကြော်ဖြတ်ပြီး၁၆သင်းအဆင့်စီကိုအုပ်စုဒုတိယနေရာနဲ့တက်ရောက်သွားခဲ့ကြတာဖြစ်ပါတယ်မက်ဆီဦးဆောင်တဲ့အင်တာမိုင်မီသင်းဟာအုပ်စု A ရဲ့အင်အားအနည်းဆုံးအသင်းဖြစ်သတ်မှတ်ခြင်းခံခဲ့ရလို့သူတို့နေရာအုပ်စုဆင်းကိုကြော်ဖြတ်နိုင်မှာမဟုတ်ဘဲအုပ်စုဆင်းနဲ့သာကျင်နေသွားမှာဖြစ်တယ်ဆိုပြီးတော့ အားလုံးရဲ့ထင်ကြေးပေးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့သူတို့ရာအုပ်စုပြိုင်ပွဲတွေမှာဆုံးပွဲမရှိအောင်ကစားခဲ့ကြပြီးဘယ်သူမှထင်မှမထားတဲ့အရာကိုလုပ်ပြသွားခဲ့ကြတာဖြစ်ပါတယ်။အင်တာမိုင်မီတင်းအားအုပ်စုပထမနေရာနဲ့နောက်ဆင်းကိုတက်ရောက်နိုင်မဲ့အခြေအနေထိရောင်းရှိခဲ့ပေမဲ့ဘာမီယက်အသင်းကိုနောက်ကျခြေပါကိုးတွေခွင့်ပြုခဲ့ရတဲ့အတွက်အုပ်စုဒုတိယနဲ့ကျေနပ်သွားခဲ့ရတာပါ။ဒီကနေ့မနက်ခင်းပိုင်းမှာအုပ်စုနောက်ဆုံးပွဲတင်နေဖြစ်ပေါ်တိုနဲ့အေအာလီအင်တာမိုင်မီနဲ့ဘာမီယက်တို့ကရှင်ပိုင်ကစားသွားခဲ့ပြီးတော့ပေါ်တိုနဲ့အေအာလီအသင်းတို့ရဲ့ပွဲစဉ်ကလည်းတစ်ဖက်၄ဂိုးစီတည်ကြခဲ့လို့အင်တာမိုင်မီနဲ့ဘာမီယက်အသင်းတို့ကလည်း တပတ်နှကိုးစီတေးရလန်နဲ့ပြီးဆုံးသွားခဲ့ကြပါသည်။အင်နာမန်မီအသင်းဟာဘာမီးယက်အသင်းကိုနှစ်ကိုးပြားနဲ့ဥဆောင်ပြီးတော့အုပ်စုပထမနေရာမှာယက်တီခဲ့ကြရမယ်။ဘွဲဆိုင်မိနစ်80နောက်ပိုင်းမှာတော့ခြေပါကိုယ်တွေတောက်လျှောက်ခွင့်ပြုခဲ့ရပြီးတော့ကိုးကွာချားချက်နေပါခဲ့တဲ့အတွက်အုပ်စုဒုတိယနဲ့ဂျင်းနဲ့သွားခဲ့တာပါ။အဲလိုအုပ်စုဒုတိယနဲ့သာဂျင်းနဲ့ခဲ့ရတဲ့အတွက်အင်နာမန်မီအသင်းဟာအုပ်စု B က PSG အသင်းနဲ့ရင်ဆိုင်သွားမှာဖြစ်ပြီးမန်စီတို့တော့အသင်းဟောင်း PSG နဲ့ပြိုင်ပွဲတွေဖြစ်ရင်ဆိုင်သွားတော့မှာဖြစ်ပါတယ်။ ရုံတွက်ဆင်းမှာဘလို့အသေးမျိုးနဲ့တွေးဆုံနေပါစေ။မန်စီရဲ့အင်တာမိုင်ဘီတင်းဟာဘယ်သူမှထိမှန်မထားတဲ့အရာကိုလှုပ်ပြသွားကြတာဖြစ်ပြီးတော့ဒါကဘာကျော်ဇွန်လာပွားတူးရဲ့နောက်ထပ်စွမ်းဆောင်ရုံကတစ်ခုပဲဖြစ်ပါတယ်။စောင်းနေကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။